မင်္ဂလာပါရှင်စစ်ပတီလီ live channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှစ်ပါးချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးအနက်ဆန္ဒပြုပါရစေ။ဒီနေ့တော့ဆရာမင်းလူရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါရစေ။ဝတ္ထုလေးရဲ့နာမည်ကပေတီတဲ့။နားထောင်ကြည့်ပါဦးနော်။ပေတီ လာကထုတ်ရဲ့ဖြစ်ပါလျက်မပျော်ရသည့်အကြောင်းမှာအောက်ပါတို့ကြောင့်ဖြစ်လေသည်။သူသည် သူတို့ယုံဤဖွဲ့စည်းပုံအခေါ်ပေါ်ရစီမံရေးရာဝန်ထမ်းအဆင့်သုံးဖြစ်သည်။လူအများနားလည်လွယ်သောစကားနှင့်ဆိုလျှင် အောက်တန်းစည်းပင်သည်။တကယ်တော့လဲသူရာတို့သည် လာစာနေဝန်ထမ်းစည်းရင်းတွင်ပါဝင်နေသည်မဟုတ်ပါလား။သူလာကက235ချက်ဖြစ်သည်။ သူအလုံးဝင်ဒီမှာနှစ်ပေါင်းအတော်တန်ကြာခဲ့ပြီဖြစ်တော်လေလှုပ်အားပြီးနေစာ ဖြစ်တာရှေ့ကြခင်ရသဖြင့်နှစ်တိုးတွေဘာတွေခန်းစားခွင့်မရခဲ့ အမြဲတမ်းဝင်တန်းဖြစ်တာ၃နှစ်တန်းရှိသေးသည်မမဆန်လာကသွားထုတ်ရအောင်လေဟုယူကလာပြောသည်စောပါသေးတယ်ဒီအချိန်ဆိုလူတွေတိုးနေကြမှာအေးအေးဆေးဆေးမှသွားတာပေါ့လာကစောစောရလို့လည်းဘာမှမထူးပါဘူးဒီလောက်ကဒီလောက်ပါပဲမမဆန်တို့လိုလူမျိုးတွေကတော့ဟုတ်တာပေါ့လေ လာကမဲ့လို့လုံနေတာမှမဟုတ်ပဲယူတို့အထွက်တော့ထူးတယ်မမက်ဆန်းကလာကမဲ့လို့လောက်တာမှမဟုတ်ပဲဆိုသောစကားအတွေ့သူပြုံးမိ၏ယုံမှာသူ့ကို အသက်လော့အထင်ကြီးနေကြသည်သူ့ယောက်ျားကအပြင်စီဝါရေးလုပ်သည် သူ့ယောက်ျားရှာသည့်ငွေဖြင့်အိမ်ဤဆောင်းပင်းနေရေးကိစ္စဖန်တီးသည်သူ့လာကကဘာမှထိရောက်လာသည်မဟုတ်သူများတွေအထင်ကြီးတာကတစ်ချိန်လုံးကတော့ဟုတ်ပြီသည် အတော်အသင့်ဝတ်စားနိုင်သည်ဆွဲကြိုးလေးပါလေးတွေလုံနိုင်ခဲ့သည်သည်ခုနောက်ပိုင်းမှာတော့သူ့ယောက်ျား၏စီဝါရေးအခြေအနေမကောင်းလားဝင်ငွေကလည်းမမှန်တော့ရှားတလှဲ့မရတလှဲ့ထွက်ငွေကတော့ယော့သွားသည်မရှိ ဝင်ငွေကအယော့ကုန်စည်နှုန်းကအတက်နှစ်သွားဆိုင်မိပြီးကတိလင်သားဖြစ်လာသည်ဆွဲကြိုးကိုရောင်းချလိုက်ရပြီးပြီး 480နှစ်ဝယ်ထားသော ပိုးမနာယီကလေးကိုလည်း200စိတ်နှစ်ထုခွဲလိုက်ရပြီ။ပြီးခဲ့သောလကပင်ရုံးငွေစုငွေချေးမှငွေ900ချီရသည်။ဒါလေလမကုံခင်ကပင် ပြောင်းနေပြီ။ဒီလအခြေအနေကတော့ဘလို့မှမသိသည်။အိမ်ပြန်ရောက်လို့သူ့ယောက်ျားနဲ့တွေ့မှသိရမည်။တွားရအောင်လေမမတ်ဆန်။ယူယူကထတ်လောပြန်သည်။ထို့ကြောင့်ငွေစင်းဌာနသို့ထလိုက်လာခဲ့သည်။ ယူရလေဘာဖြစ်လို့ဒီလောက်တောင်လောနေရတာလဲဝေစင်းဌာနသူရှောက်ရင်သူကမေးလိုက်ပြီမမက်ဆန်ဘာတိလဲလာကစောစောရရင်ကုံတိုင်းစောစောသွားလို့ရတာပေါ့ကုံတိုင်းဟုတ်လားဘာဝဲမလို့လဲဘာမှမဝဲပါဘူးစက်ပြမုံတို့ခောက်ဆွဲချောက်တို့သွားတန်းစီမယ်လीခုတလောကုံတိုင်းမှာပစ္စည်းတွေရောင်းပေးနေတာသူသွားတည်ရသည်ဝေစင်းဌာနရောက်တော့ဝန်ထမ်းတော်တော်များများယုံစုယုံစုလုပ်နေကြတာတွေ့ရသည် လာစာအတွေ့ဘန်မာငွေသွားထုတ်တော့ပုံကတော့ပြန်မရောက်သေး။ခုအလုစပွဲကိုမပြန်ကြပဲစကားတပြောပြောနဲ့စောင့်နေကြသည်။တချို့ကလည်းစောင့်ရသဖြင့်ညင်းညူနေကြသည်။အဲ့ဒီလူချင်းဟာဒီအတိုင်းပဲသိပ်ဖင်လေးတာငွေထုတ်ပြီးတန်းပြန်မလာပဲလက်ဖေးဆိုင်ထိုင်းနေလာမှမသိတာ။ဒီဟာစောင့်နေရတဲ့လူတွေအဖြစ်သိတော့မယ်။ဘန်မာငွေထုတ်ရတာလွယ်တာမဟုတ်ဘူးလေ။အခုလိုလာကထုတ်ရဲဆိုရုံပေါင်းစုံပူဆိုးတာပေါ့။ ဒါဆိုလည်းအဆင်ပြေအောင်ကြိလုပ်ထားတဲ့နာပေါ့စသဖြင့်အမျိုးမျိုးဝေဖန်ကြသည်ပင်စင်သွားကန်ဒီအဘတင်ကအဲ့ဒါမင်းတို့ဝစ်လိုက်တာပေါ့ကွယ်သူရုံးကိုအလုပ်ကိစ္စနဲ့လာတဲ့သူတွေခံရတယ်လို့ပေါ့မင်းတို့ဈေးဝယ်နေလို့စောင့်နေရတာတို့တစ်ဖက်ဆိုင်ထွက်သွားလို့စောင့်နေရတာတို့လေဟုပြောလိုက်မှနည်းနည်းငြိမ်သွားကြသည်လာစာထုတ်ပေးမဲ့သူရောက်လာတော့လဲစုပြုံတိုးနေကြပြန်သည် ဒီလူတွေအကုန်လုံးကုန်တိုက်သွားချမလို့လားမသိဘူးဟုသူတွေးလိုက်မိ။သူ့အလှည့်ရောက်လာသည်။တတာနှင့်အစီယုံကြီးတစ်ချက်ခွဲဝင်900ချီထားသဖြင့်အစိတ်ဖြတ်သည်။ထို့ကြောင့်200ရော့ရော့သာရသည်။ဝီစင်းဌာနမှပြန်အလာတွင်မမတ်ဆန်ကိုလိုက်အောင်မလားဟုယူယူအမိသည်။မလိုက်တော့ပါဘူးယူရဲ့ဒီတစ်ပတ်တည်းခွင့်လဲယူထားသည်တိတ်ထွက်လို့မကောင်းဘူး။ဆရာကနားလည်မှုရှိပါတယ်မမတ်ဆန်ရဲ့ သူခိုင်းတဲ့ရုံအလုပ်တွေပြီးအောင်လုပ်ပြီးကျင်းနဲ့သွားတာပါပဲမလိုက်တော့ပါဘူးကမာရွတ်ပီစကိုရရင်မမတ်ဆန်တွေနှစ်ထုပ်လောက်ဆွဲလာခဲ့ပါနော်ငွေစင်းဌာနမှာတစ်ချိန်လုံးမမတ်မမတ်နေခဲ့ရသဖြင့်ဗိုက်ချောင်ပြီးစားလာသည်တက်တာဆိုင်မှာ စမူစာနဲ့လည်းဖိရတောက်ဦးမှာဟုစဉ်းစားသည်ဒီနေ့ရုံမှာလူစီကားသည်လာကထုတ်ရဖြစ်သောကြောင့်ခွင့်ယူသူမရှိမနေ့ပိုင်းရုံလစ်သူမရှိ ပြီးတော့ရုံးဝင်တန်းသာမကအပြင်ကားလူတွေလည်းအဝင်ထွက်များသည်အတိုးလာယူသောငွေချီးသူတွေအဝိအထေတို့အလှကုန်တို့လာပြီးရောင်းသူတွေသူတို့ကိုမြင်မှသတိရသည်ဖယ်ဒီအတူတူစီးသည့်ဒေါ်တီထမရွှေတောင်တရွန်တကိုက်လာပြီးနေဝဲထားတာ45ချက်ပြရအောင်မည်လာကထုတ်ရဖြစ်သည်ဖြင့်ရုံးတက်တာစားတောက်ဆိုင်သည်အစီအကားဆုံးနေရာဖြစ်နေသည် ကုန်တိုင်းမှာပစ္စည်းရောင်းသဖြင့်ကြိတ်ကြိတ်တိုးနေကြမည်။ရောင်းသည့်အချိန်ကနေ့လယ်ရုံချိန်ကြီး။ဒါဆိုအဲ့ဒီမှာတိုးနေကြသူ အားလုံးရုံလစ်လာကြသူတွေကြီးပဲပေါ့။စနေတင်နေ့ညုံပေးရက်တွေမှာ ကုန်တိုင်းကြီးတွေကိုဝန်တန်းမြတ်အတွက်သာဆိုပြီးအထူးဖွင့်လက်ရောင်းချပြီးဘလောက်ကောင်းမလဲဟုစဉ်းစားနေတော့အမေမဆန်းလိုက်ရှာလိုက်ရတာခုမှမိတော့တယ်ဆိုတော့အတန်နဲ့တူစီရီကြီးကိုချစ်ဝင်စပွဲမှာဝင်ထိုင်တယ် ဘာဖြစ်လို့လိုက်ရှာတာလဲခွဲမှုခေါ်လို့လားမဟုတ်ပါဘူးမဆက်မေ့နေပြီလားခမင်းနဲ့ကျွန်တော်လောင်းရေးစားရေးလှုပ်ထားတယ်လေဘာလောင်းထားလို့လဲကိုချစ်ဝင်းကအလောင်းစားအလွန်ဝါဒနာပါသူဖြစ်သည်သူ့မှုကက်ကက်တက်တက်လောင်းထက်သည်မဆန်းကလည်းသူ့ဘာသာသူအတင်းလာလောင်းသွားခြင်းဖြစ်သည်ကဲတောက်တော်မူပါရှင်ဖယ်ဒီကားပေါ်တက်လိုက်သည်နှင့်ဒေါ်တီယာပြုံး၍နှုတ်ဆက်သည်သူဟာလည်းအလိုက်တိစွာပင် ရွှေတောင်တရွန်ဘုံဝီ45ချက်ထုတ်ပေးလိုက်သည်ခဏအကြာတွင်ဖယ်ရီကားစပယ်ယာကအမကားကတခါလေးပေးလိုက်မှာမဟုတ်လားဟုပြောသဖြင့်35ချက်ထုတ်ပေးလိုက်ရပြန်သည်ဖယ်ရီကားသည်လမ်းဆိုးသည်ဟုသောအကြောင်းပြချက်ဖြင့်သူတို့လမ်းထဲသို့ကိုယ်ဝင်မပြီးတော့လမ်းဆောင်ထိတ်မှပင်ဆင်းရသည်အိမ်အထိနှစ်ဖာလုံးကြော့ကြော့ရှောက်ဟာမီထင်သည်လမ်းကကိုရဆိုင်မှာသမီးနှစ်ယောက်အတွက်စားငံသည်နှစ်ထုပ်ဝင်ဝယ်သည် အိမ်သို့လျှောက်ရင်စိတ်တွက်တွက်လာခဲ့ရာလာခကြံဝီသည်တရားနှင့်သုံးချက်လောက်သာရှိတော့သည်အိမ်ဘောင်းဝါမှသမီးနှစ်ယောက်နှင့်မဖော့တို့သည်ထွက်ကြုံနေသည်အိမ်ပေါ်မှလည်းမဖော့ကိုမြင်လိုက်ရသည်နှင့် ဖြင်းကနေတတိယလိုက်သည် မဖော့ကိုလာခတရားပေးရအောင်မည်ဒါဆိုမိမိနာခကသုံးချက်ပဲကြံတော့မှာပါလားအိမ်မှာမဖော့မရှိလို့မဖြစ် သမီးကြီးចောင်းပို့ចောင်းជို့ကိစ္စ တမိငယ်ကိုကြွေးမွေးပြုစုဖို့ကိစ္စတခြားပါရရာကိစ္စတမိနှစ်ယောက်ကိုစားငံသည် တထုပ်စီပေးပြီးနေ့အကိုပြန်လာပြီလားဟုမတ်ဖို့မေးသည်မလာသေးဘူးအမအင်းပြန်လာရင်တောက်များလာမလားမသိဘူးဟု တွေးမိသည် အခုတလောစီဝါရေးအစင်မပြေသဖြင့်သူ့ယောက်ျားအရက်တောက်တောက်လာတတ်သည်မိမိတို့မိန်းမတွေမှာတော့ဒီလိုဖြေသိမ့်เสียစိတ်ထွက်ပေါက်ရှာเสียမရှိတော်သေးသည် သူ့ယောက်ျားကမတော့မစားပဲခက်စောစောပြန်ပြန်လာ၏အစင်မဲပြေလာလို့လားတောက်ဆရာပတ်စံမဲမရှိလို့ပဲလားဒုတိယဟာကဖြစ်နိုင်ကြောင်းမျက်နှာထောက်ကြည့်နေသိလိုက်သည်အစင်ပြေရလားဟုခီးရောက်မဆိုင်မမေးခြင်းသဖြင့်ထမင်းစားတော့မလားဟု၍သာမေးလိုက်သည်သူ့ယောက်ျားကမစားတော့ပါဘူးကွာဟုမောတန်ဖြင့်ပြောပြီးပလက်ကလေးထိုင်မှခြေပြစ်လက်ပြစ်ထိုင်ချလိုက်သည်မဆန်းကရေတခွက်ခတ်ပြီးသည် သူ့ယောက်ျားရေကိုတဝက်လောက်တောက်ပြီးလားကတည်းကဘလောက်ကြံတယ်လဲဟုမေးသည်ဒါဆိုသူအစစ်မပြေလာတာသိကြပြီပဲတရာလောက်ပေါ့တော်သေးတာပေါ့ကိုကိစ္စအစစ်မပြေခဲ့ဘူးလားလေလောက်တစ်ခါချိန်ထားတာပဲဒါပေမဲ့မဖို့ကိုလားကပေးရအောင်မေခဏဆိုင်ခိုင်းထားတာပေါ့ဘယ်တတ်နိုင်မလဲပြီးခဲ့သည့်လားကလည်းလားလေလောက်ရောက်ခံနေမှပေးဖြစ်သည်ဟုတတိယသည်ဒီငွေတရားဘလောက်ခံပါလဲအကိုရဲ့ပြီးတော့သမီးကြီးအတွက် ကျောင်းဝတ်စုံတစ်စုံတော့ချုပ်ပေးမှကောင်းမယ်ရှိတာတွေကအတိုးနဲ့ချင်းရော15ချက်တိုးတဲ့ပြန်မဆက်နိုင်အတိုးကအရန်တက်မှာဒါဆိုသူ့ယောက်ျားကအကြံကုန်ဟန်ဖြင့်ညည်းတယ်လို့ပြော၏ဒါလေးပဲရှိတော့တာပေါ့မဆန်းကကြောင်နေငကကလေးကိုကင်ပြသည်ဟာနှပေါက်ဟောင်းလောင်းနဲ့တော့ကြည့်မကောင်းပါဘူးပေါင်မှလာရောင်းမှလာဤမီးခွန်းသည်ခွင့်ပြုချက်ပင်ဖြစ်သည် မထူးလေတခါတည်းရောင်းပစ်လိုက်တာပေါ့အခုရွှေစည်းနဲ့ဆို900လောက်တော့ရနိုင်နေနောက်အစဉ်ပြေတော့ပြန်လှုပ်လိုက်တာပေါ့မဟုတ်ဘူးလားဟုပြောပြီးထမင်းပွဲပြင်မှုထလာခဲ့သည်မိဖို့ထဲမှာထမင်းပွဲပြင်ရင်ကကုလှုပ်ပေးနေတော့မဖို့ကိုမကြည့်မိအောင်ကြိုးစား၍နေသည်မျက်နှာထောင်းကိုလည်းမတိမတာတင်းထားမိသည်သူ့ရရင်မဖို့ကအမဟိုပြောစရာတခုရှိလို့ဟုဆိုလိုက်ဘာလဲလာခလာခဏဆိုင်ဟုတ်မဖို့ နင့်ကိုပတ်သက်မရသေးဘူးအဲ့ဒါပြောမလို့မဟုတ်ပါဘူးဟိုးဗာလဲခုနကအမားတို့ပြောနေတဲ့အကြားလို့အမနှခက်ကလေးဆိုတာလေအဲ့ဒါဘာဖြစ်လဲကျမမဆုထားတာ၄၀နေပါလောက်ရှိတယ်အဲ့ဒါဒီလားရမယ့်လားကပေါင်းပြီးအဲ့ဒီနှခက်ကလေးကျမကိုပဲရောင်းပါလားလို့ဟူမဖော်ကမျက်လွှာချရင်းမရေတရေပြောသည် အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။